သူမကိုမင်္ဂလာဆောင်မဖိတ်တဲ့ဟင်းဝင်ရင်နဲ့ဆိုပြတဲ့စဉ်ကိုထထမို့ဦးတဲ့ပြောပြီးပရိသတ်များအလုံးမင်္ဂလာပါရှင်ဟင်းဝင်ရင်နဲ့ဆိုပြတဲ့စဉ်တို့ရဲ့မင်္ဂလာပွဲမှာအဖိတ်မခံရတာကတော့ထထမို့ဦးပါအခုတလုံးမြမနုပညာအတန်းဝိုင်းမှာတော့မင်္ဂလာသတင်းတွေအထူးသဖြင့်နိုင်ငံကျော်တရုတ်ဆောင်ဆောင်တွင်မင်းသားဟင်းဝင်ရင်နဲ့မင်းသမီးဆိုပြတဲ့စဉ်တို့ရဲ့မင်္ဂလာကိစ္စတွေကလူပြောများနေတာဖြစ်ပါတယ် ပြည်ကနေရတတပတ်ကကျင်းပခဲ့တဲ့ဆိုဖီသဇင်နဲ့ဟင်းဝီယန်တို့ရဲ့မင်္ဂလာဆိတ်ဆက်ပွဲအခမ်းအနားကလည်းခမ်းနားထည့်ဝခဲ့ပါတယ်။အနုပညာရှင်မိတ်ဆွေတွေအများအပြားတက်ရောက်ခဲ့ကြပါတယ်။ဒါပေမဲ့အဲ့ဒီပွဲရဲ့ဧည့်သည်စည်ရင်းမှာပရိသတ်တွေမိကုံထုတ်စရာအချက်တခုကိုသတိထားမိသွားကြတာပါ။အဲ့ဒါကတော့ဒီပွဲကို not for hitter ပါဝင်တခြားသောဇပ်ပိုးဆိုင်ရန်အနုပညာရှင်တွေကိုတောင်းဖိတ်ကြားခဲ့ပေမဲ့မြန်မာနိုင်ငံရဲ့ထိတ်တန်းမင်းသမီးတလဖြစ်တဲ့ထထမဦးကိုတော့ဖိတ်ကြားခဲ့ခြင်းမရှိပါဘူး။ဒါကဘာလို့ဒီလောက်တောင်လူပြောများသွားရတာလဲဆိုတော့ထထမဦး ကတာမန်အမှုပညာရှင်တယောက်မဟုတ်ပါဘူး။သူမကသရိုသမီးဆိုပြတဲ့ဇင်ရဲ့အမအရေဖြစ်ကြတဲ့ထိတ်တန်းမင်းသမီးကြီးတွေစိုးမြတ်သူဆောင်စိုးမြတ်နန်သားတို့နဲ့အရန်ကိုရင်းနှီးတဲ့လောက်ဖို့ကင်ဘတ်တငယ်ချင်းတွေဖြစ်နေလို့ပေါ့ ဒီလိုမျိုးစိုးညီမရင်းနဲ့ရင်းနေပြီးတော့အနုပညာလောကမှာလည်းထိတ်တန့်အဆင့်မှာရှိနေတဲ့ထထမဦးကုံမြန်မာလေးဆိုပြတဲ့စဉ်ရဲ့မင်္ဂလာပွဲမှာရောင်လို့တောင်မှအဖိတ်မခံခဲ့ရဘူးဆိုတာကတော့ပရိသတ်တွေကြားမှာတခုခုတော့တခုခုပဲဆိုပြီးထင်ကြီးပေးစရာတွေဖြစ်လာခဲ့ပါတယ်ထထမဦးနဲ့စိုးညီမရင်းရန်ဖြစ်ထားကြလို့လားဂျားထဲမှာအဆင့်မပြေတာတွေရှိနေလို့မဖိတ်တာလားလို့သတင်းတွေကတော့အမျိုးမျိုးထွက်ပေါ်နေရပါဒီလိုထင်ကြီးတွေအကောလဟာလာတွေဘလူပြန်နေချိန်မှာအားလုံးကစောင့်ကြည့်နေတဲ့မြင်ကွင်းတခုပေါ်လာခဲ့ပါတယ်အဲ့ဒါကတော့မင်းသမီးထထမ ဦးနဲ့မင်းသမီးဆိုဖြစ်သင်တို့နှစ်ယောက်ထိတ်တန်းစိန်ရွှေရတနာဆိုင်ဖွင့်ပွဲအခမ်းအနားကြီးတစ်ခုမှာထိတ်တိုက်ဆုံတွေ့ကြတာပါပဲပရိသတ်တွေရောမီဒီယာတွေကပါအားလုံးကကဲဘလို့လာမလဲဆိုပြီးတော့စောင့်ကြည့်နေကြပါတယ်။တတမဟုတ်ဦးတယောက်သူမကိုမဖိတ်ခဲ့တဲ့ဆိုဖြစ်သင်ကိုတွေ့တဲ့အခါမှာဘလို့တုံ့ပြန်မလဲ။ညနာလွှဲသွားမလားဒါမှမဟုတ်စကားရီ ADE ဆက်ပြောကြမလား။ဒါပေမဲ့ပရိသတ်ကြီးတတမဟုတ်ရဲ့တုံ့ပြန်မှုကတော့အားလုံးထင်ထားတာနဲ့လုံးဝကိုပြောင်းပြန်ဖြစ်သွားခဲ့ပါတယ်ရှင်။ သူမကဆိုပြတဲ့စဉ်ကိုအပြုံးနဲ့နှုတ်ဆက်ပြီးတော့မင်္ဂလာပွဲအတွက်ဝမ်းသာပါတယ်ညီမလေး။သူတို့သားဟင်းဝင်းရဲ့နဲ့သူတို့သမီးဆိုပြတဲ့စဉ်တို့နှစ်ယောက်ကအရန်ကိုလိုက်ဖက်ညီလုံးကြောင်းနေနေလာရွှေနေများလိုမျိုးလိုက်ဖက်ညီရဲ့ဇုံတွဲလေးဖြစ်ကြောင်းအပြုံးနဲ့အချီးကျူးပြောကြားခဲ့ရပဲဖြစ်ပါတယ်။ ကြားပြေသူတို့နှစ်ယောက်လက်ထပ်ပြီးရင်လည်းအဖိုးကြီးအဖွားကြီးဖြစ်တဲ့အထိရိုးမြေကြပေါင်းသင်းနိုင်ပါစေ။အိမ်တော်ရေးကန်ကောင်းပြီးတော့တာယာပျော်ရွှင်ပါစေကြောင်းသဘောရကြီးစွာနဲ့ဆုတောင်းမြတ်တာပို့တာပေးခဲ့ပါရယ်။ဒီအပြုမူကတော့မင်းသမီးထထမဦးရဲ့ရင်ကျက်မှုအစဉ်အတန်းနဲ့ professional ဆန်မှုတွေကိုသက်သေပြလိုက်တာပါ။ပရိသတ်တွေကတော့ drama ဖြစ်တော့မလားလို့စောင့်ကြည့်နေကြချိန်မှာထထမဦးကမြစ်တာနဲ့ပဲပြန်လည်တုံ့ပြန်ခဲ့ပြီးတော့ကောလာဟလာတွေအားလုံးကိုအပြုံးလေးတစ်ခုနဲ့ရပ်တန့်သွားစေခဲ့ပါရယ်။ဒါကြောင့်ပရိသတ်တွေကဒါမှတကယ်ထိတ်တန့်မင်းသမီးရဲ့စိတ်ဓာတ် ဘောထားတကယ်ကြီးမားတယ်ဆိုပြီးထထမအုပ်ကိုပို့လို့တောင်မှချစ်ခင်လေးစားသွားကြပါရယ်ပရိသတ်ကြီးတို့အနေနဲ့ရောကိုကိုမင်္ဂလာပွဲမဖိတ်ခဲ့တဲ့ညီမငယ်တယောက်ကိုလူပုံလေးမှာဒီလိုမျိုးသဘောထားကြီးစွာနဲ့ပြန်လဲစွတောင်းမြတ်တာပို့တာပေးတဲ့ထထမအုပ်ရဲ့အပြုမှုပေါ်မှာဘလို့တင်လဲဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်